မင်းညကတော့ဘာစီလိုနာအသင်းက Real ဆိုစီတဲ့အသင်းကိုအိုလံပစ်ဂွေမှာအခန့်ကစားပြီးတော့ခါဒီပပ်ပဲ Real Madrid က Atletico Madrid ကို5-2နဲ့ရှုံးရင်းနောက်ဇီယားထိတ်ကိုရမတ်16မှတ်နဲ့တူ difference 16ဂိုးပါအပါဝင်တစ်ချိန်ပြန်လဲကြော်တက်ခဲ့ပြီပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ is media youtube channel မှာကြိုဆိုပါကျွန်တော်ဇီယားမျိုးဝင်ပါမင်းညာဘိုင်ဆီလွန်နဲ့ real ဆိုစီတဲ့ပွဲကတော်တော်လေးကြီးကောင်းတယ်နှစ်ဖက်လုံးကလည်းဖွင့်ပြီးတော့ဆော့တယ် real ဆိုစီတဲ့ကလည်းအရင်ပိတ်ပြီးတော့ဆော့မတည်ဘူးနှစ်ဖက်လုံးဂိုးတွေကမမျိုးရဲ့အကြောင်းကြီးကဂိုးတွေကတိုင်းကိုထိရများနေတယ် ာစီလိုနာရဲ့ပွဲထွက်လူစုံပြောမယ်ဆိုရင်နောက်ခံလူတွေမှာတော့အဓိကပြောင်းလဲထားတာမျိုးမရှိဘူး။ကွင်းလယ်ကွင်းလယ်မှာတော့ကျွန်တော်ရင်ဗီဒီယိုမှာပြောခဲ့တဲ့16နှစ်သားလေး Drew Fernandez ကိုပက်ဒရီဒီချောင်းနဲ့အတူပွဲထုတ်လာတယ်။တိုက်စစ်မှာတော့ Lewandowski ကိုအထောင်ထားပြီးတော့ညာဘက်မှာတော့ Romelu Lukaku ဘယ်ဘက်မှာတော့ Rashford အဲလိုပြောချင်တာတော့18နှစ်သားလေး Drew Fernandez ဒါသူ့ရဲ့ပထမဆုံးပွဲဥထွက်ဆိုမဲ့အရင်တော့မဆိုးဘူး rating လည်းတော်တော်လေးကိုကောင်းတယ်သူ့အနေနဲ့ Danny Olmo တို့ Fermin Lopez တို့လိုမျိုးအဲလိုကန်နာမျိုးတို့ chess creator မျိုးတော့မရှိဘူးဒါသူ့ရဲ့ပထမဆုံးပွဲဆိုသူ့အနေနဲ့ရှိန်ညာမျိုးတွေလည်းရှိတယ်အဓိကသူ့ရဲ့တာဝယ်ကတော့ Patrick Dean နဲ့ဒီကြောင်ရဲ့ဘောလုံးကိုတောက်မန်နေစီကို link up play လုပ်ပေးရအောင်နော်အဲသူ့ရဲ့ mission ကိုသူတော်တော်လေးအောင်နေပြောမယ်သူအများကြီး link လုပ်ပေးတယ်အဓိကတော့ညာဘက်ချမ်းက Runi Vardy ကို link လုပ်ပေးတယ်ဒါမဲ့ Runi Vardy လည်း စ조사ပါတယ်သူလည်းတော်တော်လေးကိုကန်တင်ရှာတယ်တစ်ဖက်ကရီယယ်ဆိုစီတဲ့ဂိုးလမဒီနေ့ကြောက်ထနေရဗျာတိလားရရှိုပထမဆုံးကန်တင်တလုံးအောင်တော်တော်လေးကိုကောင်းတယ်အဲ့လုံးလည်းသူကာတယ်ရိုနီဘာတီကီအလုံးတွေလည်းကာတယ်တခြားပက်ထရီအလုံးတွေလည်းကာတယ်ဗျာတိလားကိုရီဒီနေ့ဂိုးပေါက်ကန်သူကြအများကြီးရှိတယ်မကောင်းတာကိုပြောရမယ်ဆိုရင်တော့ခန်းစစ်ခန်းစစ်ပြဿနာအရင်တော့ဆိုယူအန်ကာစီယာရှိတော့တိတ်ပြီးတော့မဆိုးလာအောင်အခုကကိုရီရဲ့အချစ်တော်ကြီးရှက်စင်းနေဆိုတော့ပို့ပြီးတော့ ခက်စစ်ကကြောက်ဖို့ကောင်းတယ်ဒီနေ့ဆိုပြစဉ်းစားကြည့် react ဆိုစီတက်ကဂိုးပေါက်တဲ့တာနှလုံးနဲ့နှလုံးတစ်လုံးဝင်သွားတယ်အဲ့လားကြီးကတော်တော်လေးကိုစိုးတဲ့အနေထားမှာရှိတယ်ကိုရီဂိုးပေါက်ကန်သွင်းတဲ့ဆက်နှလုံးမှာနှလုံးပဲဝင်တဲ့ဂိုးပေါက်ကိုဒရိုင်းတိုင်းကန်သွင်းနေမယ်အရင်ဆုံး900ဝါလာထုံးစံတိုင်းပေါ့တစ်ဖက်အသေး react ဆိုစီတက်ကိုရီကအများနဲ့တစ်လုံးပေးပြီးတော့ကမ်းပတ်နေရတာပုံမှန်လိုဖြစ်နေပြီဘလို့900ဝါလဲဆိုတော့ react ဆိုစီတက်ဂိုးသမားနေပြီးတော့တစ်ဖက်မြန် link up play ဆော့နေအဓိကတော့ ဘယ်ဘက်ခြေနဲ့ညာဘက်ခြေကို cross ပြတ်တင်ပြီး Jurat Martin ပြာ Jurat Martin က तू ကလူကြုံဝဲဖမ်းလာတာမသိဘူးပြာသူ့နာမှာလူရှိအောင်လူမကက်ဘူးပြာ Christian Sia မှာလူကက်သေးတယ် तू ကအဲ့လူမကက်ပဲလွတ်ထားပြာပြာအဲ့ goal တခါလေအတုံးချပြီးတော့ Real Sociedad ပထမပိုင်းမှာ goal box ကနေတစ်ချက်ပဲရအဲ့တစ်ချက်ကိုပဲအတုံးချပြီးတော့ကိုရီဥဆောင်ကိုသွင်းပါတယ် Real Sociedad က goal ရရသွားပြီမဲ့ပွဲကိုတော့လုံးဝစိုးမိုးထားနိုင်မရှိဘူးပွဲကိုလုံးဝစိုးမိုးထားနိုင်ခြင်းမရှိဘူးဆိုတော့လေကိုရီမှာ battery နဲ့ဒီကြောင်ရှိတယ်သူတို့နှစ်ယောက်ကွင်းလာရဘယ် တော်တော်ကွင်းလံမရှင်တာတပွဲလုံးပက်ဒရီနဲ့ဒီကြောင်ဆိုးမှုထားတဲ့တောက်မန်တို့ဖြတ်ချိုးပေးတယ်။ဒါမှမဟုတ်ဂိုးကံတော်တော်ခေရဗျာဒီအပိုင်လုံးနေရာလဲမဝင်ဘူးဂိုးသမားကာရာတို့တိုက်ထီအောင်တော်တော်လေးတိုက်ပတ်နေတယ် ဒီလွန်နာဒရအသက်ရှူပေါက်တစ်ခုဖြစ်သွားတာ market rush ဖို့ market rush ဖို့ဒီနှစ်မန်ယူကနေပြီးအငှားခေါ်လဲတော်တော်လေးတော်တယ်ပြောပဲဒီဘဲကအခုဆိုရင်နှစ်ဂိုးစင်းဝိုင်း၄ဂို assist လုပ်တာ၄ဂို assist ပါဆိုကျွန်တော်အရင်ကြိုက်တဲ့ဒေါက်ကန်မောတွေရင်တော့ဘာစီလိုနာမှာဆိုဒေါက်ကန်မောတွေကအရင်မျောလင်းလို့မျောအခု rush ဖို့ရှိပြီတဲ့ကျွန်တော်ဒေါက်ကန်မောရပြီဆိုဂိုးပြီလို့ခံစားနေရတယ်ညာကျမ်းမှာတော့ဒေါက်ကန်မောဘာစီလိုနာအရင်ကန်တင်လင်းမရှိဘူးဘယ်ဘက်ချမ်း rush ဖို့တာဝန်ယူတဲ့အချက်မှာဆိုရင် rush ကဘယ်ဘက်ချမ်းဒေါက်ကန်မောအမြဲကတ်ကတ်တည်တာပေါ့နော်ဒီနေ့မှလည်းသူကတ်တည်ပြီးတဲ့ ဘောလုံးကို juice code ရခေါင်းလေးနဲ့တိုက်ထည့်သွားတာအဲ့ဒါသူ assist လို့ရ juice code ရလဲဂိုးရတယ်ပြောချင်တာပြ rush ဟာ man u နဲ့ barcelona မှာလေလုံးဝခွာချွာသွားတယ်သူက confidence level ရတယ်သူ ကန်တဲ့အလုံးတော်တော်များလဲဗျာထောင်ဝါတာနည်းတည်လားတကယ်ပြောတော့ဂိုးပေါက်တဲ့တယ်ဂိုးပေါက်တဲ့တော့ဂိုးသမားဖမ်းမိရာလောက်ပဲရှိတယ်အဲ့ဒါပွဲတိုင်းနှိပါတော့ကျွန်တော်ဒီတပွဲတွေကိုပြောမှာရက်ရှ်ဖို့အနေနဲ့တော်တော်လေးကိုခြေတက်လာပြီးပြောမယ်ရာဖင်ညာမပါတာပွဲကိုတော်တော်လေးတည်တာအမှန်ဆိုရာဖင်ညာပါရင်တော့ပို့ပြီးတော့ဒီထက်ဂိုးပြတ်မယ်လို့ကျွန်တော်ခံစားတယ်ရူနီဘာဂျီကအရင်တော့မကောင်းဘူးဗျာတည်လား तू လဲစူးစမ်းရဆိုမဲ့ तू အနေနဲ့တခုခုတော့လုတ်ပြကျင်တယ်ဗျာဒါပေမဲ့အရင်တော့အဆင်မပြေဘူးအဲ့တော့ဒုတိယပိုင်းမှာဆက်မနတာလေးဒရိုဖာနန်ဒက်ကိုဒန်နီအော်လီဗွန်နဲ့လဲတယ်ပြီးတော့ ရိုဒီဗာဒီကီနီယာကိုကျွန်တော်တို့ရဲ့ရမဲပြောင်းဝင်လာတယ်။ရမဲပြောင်းဝင်လာတဲ့ညာဘက်ချမ်းရဲ့ဒန်နီအော်မိုရှိတဲ့အတက်မီဖီယာပက်ထရီတီချောင်းနဲ့ပို့ပြီးတော့ချိတ်ဆက်မှုရပြီးဒုတိယပိုင်းတစ်ပိုင်းတော့လောကဘာစီလိုနာဂိမ်းပဲ။ရမဲကတကယ်ကိုတကယ်ကို talented player ပဲကျွန်တော်ပြောတာမဟုတ်ဒီကောင်လေးကဘလွန်ဒီအောင်လဲလောကထိုက်ရင်လဲစဉ်းစားကြည့်ပါ10 minute သူလူစားဝင်လာတယ်10 minute တောင်မရှိသေးဘူး။သူချက်ချင်းညာဘက်ချမ်းကိုဖြတ်ချိုးသွားပြီးတော့သူ့ရဲ့ခြေထောက်အတိုးရေးလေးနဲ့ဖြတ်တင်ပေးလိုက်တာ။လီဝန်ဒေါစကီခေါင်းတိုက်ထည့်သွားရဲ့ဗျာ။လောကအဲ့ဒါသူလူစားဝင်ရှင်10 minute တည်းလောက်ပြသွားတာ။ အလောက်ထ iao ကောင်းတာဗျာရမဲကသူ့ကျွန်တော်စိုးရင်နေ PSG နဲ့ပွဲမပါနိုင်ပါဆိုလို့သူကစားတဲ့ပုံစံအရမ်းဗျာနေမာနဲ့ဆင်နေဗျာဒီလားအရမ်းကို danger ဖြစ်တယ်ဗျာဒီလားသူလဲကြွားတဲ့အချိန်ဆိုတကယ်ကိုစိုးရင်နေရ အဲ့လိုနဲ့နှစ်ဂိုးတစ်ခုနဲ့ဘာစီလိုနာဦးဆောင်နေတယ်နှစ်ဂိုးတစ်ခုနဲ့ဦးဆောင်နေဆိုရင် Real Sociedad ကလည်းကောင်တာတွေရတယ်ကောင်တာတွေကတော့ပြောချင်တာကအဲ့ Gerard Martin Gerard Martin ရဲ့ဘယ်ဘက်ချက်ကလုံးဝအမှားမြတယ်အဲ့ချက်ကနေပြီးတော့တလုံးလွတ်ထွက်လာသေးရဲ့လှမ်းကန်တာတိုင်းထိသွားလို့ဗျာတကယ်ဖျားမာတာပြီးတော့ Juice Gunde ရဲ့အမှားကလည်းတလုံးထွက်လာသေးရဲ့အဲ့ဒါကလည်းကန်လိုက်တာထောင်သွားလို့အဲ့ဒီနောက်တဲ့အမှားတွေကနေပြီးကိုယ်တွေဂိုးတွေပေးရမှာ တေးတာကြောက်သွားရဲ့ဗျာကြည်လား Real Madrid အောက်ပြန်ရောက်သွားအောင်မယ်ကိုရီးယားဒုတိယပိုင်းမှာဂိုးကတော်တော်လေးကိုလိုက်တော်သွင်းတယ်ဗျာ Danny Olmo ဆိုလဲ Drew Fernandez နဲ့မတူကွဲပြားစားလုံးဝကန်ထည့်တယ်ဗျာဒီကဂိုးတဲ့ကိုဂိုးတဲ့ကိုဓာတ်ရိုက်ဝင်တယ်အဲ့ Real ဆိုစီတဲ့ဂိုးသမားဒီနေ့လုံးဝကိုကြောက်ထရတယ်ဒီကသူ့လက်ကြီးကလုံးဝအမကန်လုံးဝ Bruce Lee ဝင်ပူးနေရရမဲဖြတ်တင်ပြီးဘောလုံးနေလဲ Lewandowski ပိတ်တာဗျာတလုံးကတော်တော်လေးကိုချော်တယ်နောက်တလုံးကပြောလုံးဝနောက်ဆုံးဂိုးကလေတိုင်နေကိုထိသွားတယ်ဗျာအမှန်ဆိုကျွန်တော်ဝင်းမြောက်ထင်ကျွန်တော် လုံးဝနှမျောစရာကိုးပြအဲ့လိုကိုးကန်ခေတဲ့နောက်ပိုင်းမှာကျွန်တော်တို့နှစ်ကိုးတကူးနဲ့ပဲပွဲကိုအဆုံးသတ်နိုင်ခဲ့တယ်။ဘာဖြစ်ဖြစ်ဒီပွဲအကျိုးမြတ်အများကြီးရတယ်။ PSG နဲ့ပွဲအတွက်အခုအဆင့်တစ်ယောက်သွားတဲ့အတွက် confidence နဲ့လဲစိုးခိုက်သွားပြီ။ပြီးတော့ကိုယ့်ရဲ့ကစားသမိုင်းတယောက်မှလည်းမနာတဲ့အတွက်တော်တော်လေးအဆင်ပြေရယ်။ PSG နဲ့ပွဲကိုကြုံးမှုအဆင်သင့်ပဲ။ Germany ညာ Rashford ပဲလုံးဝကို Barcelona က on fire ပဲ။ကြည့်ရှုအားပေးလူကြောက်စင်တာကိုကျေးဇူးတင်ပါတယ်ခင်ဗျ။